တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးတော်မှာကတော့မင်္ဂလာပွဲချင်းမပြီးနှစ်ရက်အကြာမှာသမီးနဲ့ထိတ်ထားမေမရီရဲ့ရတရာပြည့်ပုံရိပ်ကလေးတွေကိုဒါဝေမျှလာခဲ့တဲ့တိရုပ်ဆောင်မုံရဲ့ဗီဒီယိုလေးကိုဒါကျွန်တော်ဖွင့်ပြပေးတော်မှာပဲဖြစ်ပါတယ်အားလုံးပဲကျွန်내တူတူကြည့်ရှုလိုက်ကြရအောင်လားဗျာ မင်္ဂလာပွဲကျင်းပပြီးနောက်သမီးလေးထေထားမေမတီရဲ့ရက်တင်အဖြစ်ပုံရိပ်တွေမျှဝေလာတဲ့မုံတရုတ်ဆောင်မုံဟာ2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့ကစစ်သူနဲ့တရုတ်ဝင်မင်္ဂလာပွဲကျင်းပခဲ့ပြီးတဲ့နောက်မှာတော့သူမရဲ့သမီးလေးထေထားမေမတီရဲ့ရက်တင်အဖြစ်ဝင်းနေအမတ်တရပုံရိပ်လေးတွေကိုပရိသတ်တွေစီမျှဝေလာခဲ့ပါတယ်ဒီပုံရိပ်တွေကြောင့်မုံဟာလက်မတက်ခင်ကလေးကသမီးလေးကိုချူချင်းမွေးဖွားထားတယ်ဆိုတဲ့သတင်းတွေဟာအမှန်ဖြစ်ကြောင်းထပ်ပေါ်လာခဲ့ပါတယ် မောင်ကမင်္ဂလာမဆောင်ခင်နှစ်ပတ်အလိုလောင်းမှာတမီးလေးရဲ့ရတ္တိယပြည့်မွေးနေ့ကျင်းပခဲ့တာဖြစ်ပြီးလာချမင်္ဂလာပွဲကျင်းပပြီးနောက်ရက်မှာတော့ခင်မင်ရင်းနှီးသူတွေကိုဖိတ်ကြားပြီးတမီးလေးအတွက်ရတ္တိယပြည့်ပွဲကိုထပ်မံကျင်းပပေးခဲ့ပါတယ်။ဒီချင်းနေရကြောင့်ပရိသတ်တွေကြားမှာရုတ်တရက်မင်္ဂလာဆောင်ရခြင်းရဲ့အကြောင်းရင်းကိုသဘောပေါက်သွားခဲ့ကြပါတယ်။မောင်ရဲ့တမီးလေးထိတ်ထားမိမတီဟာမိခင်ဖြစ်သူနဲ့တပုံစံနဲ့တူပြီးအရန်ကိုချစ်စရာကောင်းတယ်လို့ပရိသတ်တွေကလည်းချီးကျူးနေကြပါတယ်။ မိခင်ဘဝကိုပိုင်ဆိုင်ပြီးမှလက်ချက်ခဲ့တဲ့မုံလူဆောင်လေးဟာအခုဆိုရင်ချစ်စရာကောင်းတဲ့သမီးလေးနဲ့အတူပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နေပါပြီ။ဟုတ်ကဲ့ပါအခုဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဒါတယောက်ဆောင်မုံကိုဒါဘလို့များမြင်ကြသလဲဆိုတော့ကိုကောမမဝေရောက်ဆွေးနွေးနိုင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အားလုံးပဲနှုတ်ဆက်ပါတယ်။အားလုံးပဲတရားချမ်းသာသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ။